င်္ဂလာပါရှင်။တတိယနေ့မီဒီယာကိုရဲ့ Now Media Career Podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်စပ်တဲ့သတင်းတွေ၊စောင်းပါးတွေနဲ့ဆိုတဲ့မြင့်မြတ်ချက်တွေကိုစူးစီးတက်ဆက်ပေးနေတာဖြစ်ပါတယ်။ NMG ရဲ့ Podcast ထုတ်လွှင့်ချက်တွေကိုတိုင်းရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးအစီအပြေတဲ့အချိန်မှနားထောင်လည်းရပါတယ်။ကျမစမိုင်းပါ။ ဒီနေ့သတင်းတွေထဲမှာတော့ကရင်ပြည်လိုင်းပွဲမြို့နယ်ထဲကပူလူသူစစ်ကောင်စီစခန်းကို KNU ကအပိသက်သိမ်းယူလိုက်ပါတယ်။ရခိုင်ပြည်ကြောင်းဖြူမြို့နယ်ထဲကိုစစ်တပ်ဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်အရက်သားထိမဲ့တိဆုပ်မှုတွေရှိနေပါတယ်။ကချင်ပြည်ဗမော်မြို့သိမ်းတိုက်ပွဲထဲ KIA ကစစ်တပ်ရဲ့ကာကီစခန်းတွေအပြင်ဒရုန်းခု20ကိုလည်းပစ်ချနိုင်ခဲ့ပါတယ်။ တည်င်းလော်ရီတဲမှာတော့ရွေးကောက်ပွဲမင်းမတမာမှုကိုအကြောင်းပြပြီးစစ်သက်ကလုံးမဲ့ရွေးကောက်ပွဲကိုအညာလူထုကအယုတ်အကြီးရှိမှာမဟုတ်ဘူးလို့ ABSDF ဥက္ကဋ္ဌရဲဘော်တန်ခဲကပြောဆိုလိုက်တဲ့အကြောင်းနဲ့တခြားစိတ်ဝင်စားစရာတည်င်းတွေကိုတင်ဆက်ပေးဖို့ရှိနေပါတယ်ဒီနေ့အစီအစဉ်ကိုကျမနဲ့ဒူကိုပီတာကတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် KNU ပြည်ပေါက်တက်ကထိုးစစ်ဆင်နေတဲ့မြန်မာထိုင်းနယ်ဆက်ရှိဘလူးတူစစ်ကောက်စီစခန်းကစစ်ကောက်စီတပ်ဖွဲ့ဝင်တွေထိုင်းနိုင်ငံဘက်ခြမ်းကိုထွက်ပြေးကုန်တယ်လို့မြေပြင်တရေမြင့်တွေကပြောပါရယ်ထိုင်းနိုင်ငံတပ်ခရိုင်နဲ့နမိတ်ချင်းဆက်ဆက်နေတဲ့မြန်မာဘက်ခြမ်းလိုင်းပွဲမြို့နယ်ကပူတူလူစခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်တွေကအပြစ်တပ်သိမ်းပိုက်ရရှိခဲ့တယ်လို့မင်းဆောင်မီဒီယာကဖော်ပြပါရယ်အဲ့ဒီစခန်းကို KNL နဲ့ပူးပေါင်းတပ်တွေကဖေဖော်ဝါရီလ26ရက်နေ့မှာစတင်ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး မလာ၁၄ရက်နေ့မှာတည်ယူနိုင်ခဲ့တာဖြစ်ပါတယ်။တိုက်ပွဲထဲစစ်တပ်ဖွဲ့တချို့ကိုဖမ်းဆီးရမိထားပြီးတိစုံသူတွေလည်းရှိနေတဲ့အပြင်ထိုင်ပချံကိုထပ်ပြေးသွားတဲ့သူတွေလည်းရှိနေတယ်လို့ဆိုကြပါတယ်။ထိုင်ပချံကိုထပ်ပြေးလာတဲ့မြန်မာစစ်သားတွေကိုထိုင်တပ်ဖွဲ့တွေကလူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေပံ့ပိုးပေးထားတယ်လို့ထိုင်းနိုင်ငံချေဆိုင်မင်းဆောင်တဲ့ဌာနကဖော်ပြထားပါတယ်။ ရခိုင်ပြည်ကြောင်းဖြူမြို့နယ်ထဲကရွာရီနဲ့စနေမြို့ကတိုင်းနယ်ဆေးရုံတွေစစ်ကောင်စီတပ်ပုံကျဲတိုက်ခိုက်မှုတွေလုပ်နေတာကြောင့်အရက်သားထိမှန်တည်ဆုံးမှုတွေရှိနေပါတယ်။မတ်လ10ရက်နေ့ကစနေမြို့တိုင်းနယ်ဆေးရုံနဲ့ကတ်တပြည်ရွာကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူတယောက်ထိမှန်တည်ဆုံးခဲ့ပါတယ်။ဒါပြင်တိုင်းနယ်ဆေးရုံအဆောက်အုံအပါအဝင်နေအိမ်အလုံး20လောက်လည်းမီးလောင်ပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ မရှိလာဆက်တော့ရဲ့နေမှာလဲကြောင်းဖြူမျိုးနဲ့ထဲကစက်တဲ့ရွာကိုစစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အိမ်60ထက်မနည်းပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ကြောင်းဖြူမျိုးနဲ့အခြေဆိုင်စစ်ကောင်စီရဲ့အရေးတက်စခန်းကနေဒရုန်းတွေလို့တင်ပြီးတိုက်ခိုက်နေတာလို့ဆိုပါတယ်။ဒါပြင်စစ်တွေမြို့နားမှာလဲမက်ရှလာဒုတိယပတ်တိစစ်ကောင်စီတပ်နဲ့အရခတ်တပ်တို့အေအီရိုတိုက်ပွဲပြင်းထန်နေပါတယ် အေးအေးနဲ့စိကောက်စီတက်ကြားကတိုက်ပွဲတွေဟာရခိုင်မတင်မကပဲအေယာဝတီတိုင်းပကိုးတိုင်းအထိကူးဆက်လာနေပါတယ်မတ်လ17ရက်နေ့မှာတော့အေအေရဲ့ထူစစ်ကြောင့်ပဲခူးတိုင်းပတောင်းမြို့နယ်ရှိအခိုင်အမာစခန်းဖြစ်တဲ့ညောင်ကျူးစခန်းကစစ်ကောက်စီတပ်ဖွဲ့ဝင်တွေစုခွာထွက်ပြေးနေပြီးပြည်မျိုးမှလည်းစစ်တပ်ကလုံခြုံရေးတိုးမိလိုက်တယ်လို့ဒေသခံတွေကပြောပါရယ်။ကချင်ပြည်မှာတော့ဗမော်မြို့တိုင်းတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်ကောက်စီတပ်ရက်ကခဲစခန်းတွေကိုဆက်တိုက်သိမ်းယူနေတဲ့အပြင် ဒရုန်းခုနှစ်စီးကိုလည်း KIA ကပစ်ချနိုင်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေကပြောပါရယ်။မမော်မြို့ကစစ်ကောက်စီရဲ့အမှန်၂၀၁၀စစ်စီရေးကိုကဲမှုဌာနချုပ်စာကာခန်း၂၁ကိုကချင်တို့လက်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေပြီးမလာရှီယန်နီနဲ့ကိုယန်နီတိုက်ပွဲတွေရဲ့အတွင်းဒရုန်းခုနှစ်စီးကိုပစ်ချနိုင်ခဲ့တာဖြစ်ပါရယ်။မမော်မြို့လက်မလို့ရရေးစစ်ကောက်စီကလေချောင်းဒရုန်းအပြင်လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်လုပ်နေပြီးမြေ KIA နဲ့ပူးပေါင်းဖွဲ့တွေကလည်းစာကာခ23ရဲ့ကာကေးစခန်းတစ်ချို့ကိုလည်းတိတ်ပိုက်ထားနိုင်ပြီဖြစ်ပါတယ်။စာကာခ23ကိုကာထားတဲ့ကာကေးစခန်းဆက်တစ်ခုရှိတဲ့အထက်နောက်ထပ်ကာကေးစခန်းတစ်ခုကိုတော့လေယာဉ်ပြင် drone နဲ့ပုံကျဲတိုက်ခိုက်မှုတွေအကြမ်းကနေပဲမလဒုတိယပတ်ထဲမှာတည်ယူနိုင်ခဲ့တယ်လို့မြေပြင်တည်အရင်းမြစ်ကဆိုပါတယ်။ဒါကြောင့်အခုဆိုရင်ကာကေးစခန်း9ခုကို KIA ကတည်ယူထားပြီဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်တခြားရွှေပြောင်းအလုသမားတွေနဲ့တိုင်းဒါပြည်သူတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်ပြီးမီခိုအားထားရဖြစ်တဲ့မေတော်စည်းကမ်းတည်ထောင်သူဆီယမကြီးဒေါက်တာနော်စင်တီယာမောင်ကိုထိုင်းနိုင်ငံရှိနရစရန်ယူနီဗာစီတီကဂုတ်ထူးစော်ပရဂူဘွဲ့ချီးမြှင့်လိုက်ပါတယ်။နရစရန်ယူနီဗာစီတီက Honorary Doctorate in ASEAN Studies ဂုတ်ထူးစော်ပရဂူဘွဲ့ချီးမြှင့်တဲ့အခမ်းအနားကိုမတ်လ17ရက်နေ့ကလုပ်ခဲ့တာဖြစ်ပါတယ်။ ထိုင်းပြည်တော်ဝင်မိသားစု Ryan Thai က Princess Mahachakri Serinjon ကိုတိုင်လာရောက်ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ Narasra University ကနေနေ့စဉ် Honorary Doctorate အတွက်သက်ဆိုင်ရာတက္ကသိုလ်တောင်းဝန်ရှိသူတွေကအဆိုပြုတင်ပြခဲ့ပြီးတက္ကသိုလ်ကောင်စီကနေရွေးချယ်ပေးအပ်တာဖြစ်ပါတယ်။ဒေါက်တာနော်စင်တီယာမောင်ကို Faculty of Social Science Narasun University ကအဆိုပြုတင်ပြပေးခဲ့တာဖြစ်ပြီး အာဆီယံဒေသတွင် လူသားအကျိုးပြုလုပ်ငန်းတွေကိုလှုပ်ဆောင်နေတဲ့အပြင် လူမှုအတိုင်းအဝန်အတွက်ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေတဲ့အတွက် အခုလိုပွဲပေးအပ်တာဖြစ်တယ်လို့တက္ကသိုလ်ဘက်ကထုတ်ပြန်ပါတယ်ဒေါက်တာနိုစင်တီယာမောဟာအာရှသူရဲ့ကောင်းစုအပေါင်းကျန်းမာရေးပညာရေးနဲ့လူသားအကျိုးပြု လူမှုထူးချွန်စုများစွာကိုရရှိထားသူဖြစ်ပါတယ်။ ူးဆက်ပြီးတည်ပြီးပို့ချက်တွေကိုနားဆင်ရဖို့ရှိနေပါတယ်။ရွေးကောက်ပွဲမင်းမတမာမှုကိုအကြောင်းပြပြီးစစ်သက်ကလုပ်မဲ့ရွေးကောက်ပွဲကိုအညာလူထုကအယုံအကြည်ရှိမှမဟုတ်ဘူးလို့မြန်မာနိုင်ငံလုံးဆိုင်ရာကြောက်သားများဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌရဲဘော်တန်ခဲကပြောပါတယ်။ဒီကြောင့်ကိုစိုးဝီကတင်ဆက်ထားပါတယ်။ထင်းချုံနယ်မြေအများပြားကိုလက်လွတ်လိုက်ရတဲ့စစ်ကောင်စီကအညာဒေသမှာရွေးကောက်ပွဲပြုလုပ်လာနိုင်ပေမဲ့ အညာလူတို့ရဲ့ယုံကြည်မှုကိုရရှိမှာမဟုတ်ဘူးလို့ ABSDF ကပြောပါရယ် အုပ်ချုပ်ရေးမရှိတော့စီမံခန့်ခွဲလည်းမရှိသလိုဥပဒေစိုးမှုကြီးကလည်းမရှိဘူးတည်ငြိမ်မှုကလည်းမရှိဘူးအဲနောက်ပြင်ရုပ်ောက်ပွဲပေါ်မှာလူတို့ကလည်းအယုံကြည်ရမရှိတော့ဘူးဒီຫນွေဦးတော်လိုင်းရဲ့ကွာရုပ်ောက်ပွဲအကြောင်းပြချက်နဲ့ဖြစ်လာခဲ့ရတာဖြစ်တော့နောက်ထပ်ရုပ်ောက်ပွဲဆိုတဲ့အပေါ်မှာလည်းလူတို့ကဒါအယုံကြည်မရှိဘူးဖြစ်နေအဲ့တော့အယုံကြည်မရှိတဲ့ဂျားတွေကဇွတ်တိုးလုံရင်တောင်မှဒီခက်ခဲတွေကိုဘလို့ကြော်မလဲဆိုတာကအာတော်တော်ကိုစဉ်းစားစရာအာကိစ္စဖြစ်တယ်အဲ့တော့လောက်ကောင်းလုံနိုင်ရင်တောင်မှဒီခုပြောတဲ့ အကန့်တနဲ့မြို့ပြထဲမှာ ရှိတဲ့တစုလို့နော်ဟုတ်ဟုတ်အအနေချင်းလောက်တာလင်းဒီရွက်ကောက်ပွဲမှာဟန်ပြလုတ်သွားနိုင်တဲ့အခြေအနေလိုပဲရှိတယ်လို့ပဲကျွန်တော်မြင်ပါတယ်။စကိုင်းတိုင်းမကွေးတိုင်းမန္တလေးတိုင်းစတဲ့တိုင်းဒေသကြီးတွေဟာအညာဒေသမှာပါဝင်ပါတယ်။စီကောင်စီအနေနဲ့အညာဒေသမှာသူတို့ထိန်းချုပ်ထားတဲ့မြို့တွေကနေရာတချို့နဲ့ရေစခန်း တက်စကန်အဆရှိတဲ့နေရာအနည်းငယ်မှာရွေးကောက်ပွဲလုပ်လာနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လက်ရှိမြေပြင်အနေအထားတွေအရကြီးလဲကနေရာဒေသအများစုမှာတော့ရွေးကောက်ပွဲလုပ်နိုင်မယ့်အခြေအနေမရှိဘူးလို့ဆက်ပြောပါတယ်။ နိုင်ငံရေးပါတီအနေနဲ့ကလည်းလူဒီခုပြောလဲနိုင်ငံရေးလှုပ်ရှားမှုတွေကိုဘယ်လိုပြအောင်လဲအဲ့တော့မြို့ပြတွေမှာပြဖို့ဆိုတာလဲအကန့်တက်ကတော်တော်ကြီးသွားပြီလို့ကျွန်တော်ကထင်တယ်နောက်တစ်ခုကတော့လူတို့ရဲ့မဲပေးရမယ့်ပုံစံကလည်းအဲဒီလိုမျိုးဒီဒီမတိမငြိမ်မှုတွေနောက်တစ်ခုကတော့ဒီအဲပဋိပက္ခတွေကြားထဲမှာမယုံနေဖွင့်ပြီးတော့မှပေးရဖို့ဆိုတာကလည်းအဲလူတို့အတွက် မျိုးပြတွေကလူတို့အတွက်ပြဿနာမရှိပေမဲ့ကျေးလက်ဒေသတွေမှာအဲ့ဒါတွေကမဖြစ်နိုင်ဘူးလို့ကျွန်တော်ကတော့အဲ့လိုမြင်တယ်။အဲအဲ့တော့လုံနိုင်တာတစ်ခုကတော့ဒီဒီဒီမဖြစ်မနေလုံမယ်လို့ခုနကပြောသလိုဟာဒါကြီးကိုဟိုဟိုဟန်ပြနေတယ်ငါတို့လုံရတော့မယ်ဆိုရင်တော့ဒီနေ့ခေတ်စကားနဲ့ပြောရရင်တော့အွန်လိုင်းပေါ့ဗျာငါခုပြောတဲ့ဒီဒီ line ပေါ်ကနေပြီးတော့မှ voting စနစ်တည်နေဗျာလုံမလားပေါ့ဗျာဒါကလည်းဒီဒီတော်တော်ကိုကျွန်တော်တော့ခင်းရင်းတယ်လို့ကျွန်တော်ယူဆရတယ် 说讲是冈上不错母鸡，没有人家。 ရွေးကောက်ပွဲကိုအခုနှစ်အကုန်ဒါမှမဟုတ်လာမယ့်2026ခုနှစ်နစ်ဆန်ပိုင်းမှာပြုလုပ်သွားမယ်လို့မက်ရှတာ3ရက်နေ့ကနေ9ရက်နေ့ထိတွားရောက်ခဲ့တဲ့ရုရှားနိုင်ငံနဲ့ဘီလာရုနိုင်ငံခီးစဉ်အတွင်းမှာပြောဆိုခဲ့ပါတယ်စစ်ကောင်စီကရွေးကောက်ပွဲကျင်းပဖို့ပြောဆိုလာပေမဲ့လက်ရှိပြည်နယ်နဲ့တိုင်းဒေသကြီးအလုံးကြီးပါမှာစစ်ရေးပဋိပက္ခတွေဆက်လက်ဖြစ်ပွားနေသလိုဒေသခံပြည်သူတွေကလည်းသူတို့ရဲ့နေရဒေသကိုစွန့်ပြီးစစ်ဘေးလွတ်ရာတောတောင်တွေထဲနဲ့ဤဆက်ရဒေသတွေကိုထွက်ပြေးတင်းရှောက်နေရဆဲဖြစ်တယ်လို့လူခွေရေလှှရှားသူတွေကပြောပါတယ် ဗိုလ်ချုပ်မူကြီးမင်းအောင်နိုင်ဦးဆောင်တဲ့စစ်တပ်က2020ခုနှစ်ရွေးကောက်ပွဲရလဒ်ဟာမဲမတမာမှုရှိတယ်လို့ဆိုပြီးရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရစီကနေ2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာအာဏာသိမ်းယူလိုက်တာဖြစ်ပါတယ်။ကချင်ပြည်ရှိအတင်းထောက်တချို့မှာအတင်းသားတွေကိုလုံခြုံရေးတပ်သားအဖြစ်အသုံးပြုဖို့စစ်ကောင်စီစီယုံမှုတွေလုပ်နေတယ်လို့အတင်းဦးစီးနဲ့ဤဆက်သူတွေအတင်းသားအရေးလုပ်နေသူတွေကပြောပါတယ်။ဒီကြောင့်အာမီကတင်ဆက်ထားပါတယ်။ ကချင်ပြည်ကဗမော်နဲ့မိုးညင်းအကျဉ်းထောင်မှာအကျဉ်းသားတွေကိုလုံခြုံရေးအဖြစ်အသုံးပြုဖို့စစ်ကောင်စီကစီယုံလှုပ်ဆော်နေတယ်လို့ထောင်တဲ့နှိဆက်သူတွေကပြောပါရယ်ကချင်ပြည်အတွင်းမှာတိုက်ပွဲတွေပြင်းထန်လာပြီးတဲ့နောက်စစ်ကောင်စီဘက်ကအထိခတ်အကြဆုံးတွေများလာတာကြောင့်ထောင်အာဏာပိုင်တွေနဲ့အကျဉ်းဦးစီးဝန်ထမ်းတွေကနေတဆင့်ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးတော့အခုလိုစီယုံမှုတွေလှုပ်လာတာဖြစ်ပါရယ် နိုင်ချင်းတွေတော့မပါဘူးဗျမပါဘူးဆိုတာကလက်ရှိချိန်မှာတို့တို့နိုင်ချင်းတွေကိုအဲလက်နဲ့ပေးကြိုင်ပြီးမှလုံချိုးဆောက်ခိုင်းမှုဆိုရဲသူတို့မှအဲ့လောက်ကြီးတော့အဲတွေးခေါ်နိုင်တဲ့ဟာမျိုးတော့နည်းနည်းရှိရလို့ပြောရမှာပေါ့နော်နောက်ဆုံးမဖြစ်မနေကြရင်တော့လေ၃ကောင်း၃နိုင်ပြီပဲလက်ရှိချိန်မှာတော့သူတို့ကိုပြန်ခံပြစ်နိုင်တဲ့အခြေအနေရှိရလို့သူတို့ကိုဆန့်ကျင်နိုင်မဲ့သူတွေကိုတော့သူတို့ဒီလုံချိုးနေဖြစ်အသုံးပြုတာမျိုးတော့မတွေ့ရသေးဘူးဗျ ဒီအကျဉ်းထောင်နှစ်ခုမှာအကျဉ်းသားတွေကို ထောင်တွင်းခံစစ်အဖြစ်လက်နက်တပ်ဆင်ပေးပြီးကင်းဆောင်ခိုင်းတာစစ်ကောင်စီတပ်သားတွေနဲ့အတူစည်ရည်လျင်ဖို့အမိန်ပေးစီခိုင်းတာတွေလုပ်နေတယ်လို့ PPNM ကဆိုပါတယ်။ဒါအပြင်နှစ်ရှည်အကျဉ်းကြားရာဇဝတ်သားတွေကိုလည်းအသေးခံတပ်သားအဖြစ်စီခိုင်းတာပူပေါင်းပါဝင်မဲ့အကျဉ်းသားတွေကိုဂွေလုံးကျွတ်လွတ်အောင်စီစဉ်ပေးမယ်ဆိုတာမျိုးမှတ်လုံးပေးထားတယ်လို့လည်းဆိုကြပါတယ်။ ခုလောဆယ်တော့ကျွန်တော်တို့အချင်းထောင်ကြီးမှာအချင်းကြခံထားရတဲ့စစ်သားနဲ့ရဲတွေကိုတော့ဒီတပ်ဖွဲ့မှာပြန်လည်ထမ်းဆောင်ဝန်ဆန္ဒရှိမရှိကိုပြန်လည်မေးမြန်းနေရမျိုးတွေလည်းကျွန်တော်တို့တိရှိထားရရှိတယ်နောက်တစ်ခုအနေနဲ့တော့ကျွန်တော်တို့ဒီတော်လန်ရေးတက်တွေလာရောက်တိုက်ခိုက်တဲ့တိုက်ပွဲဖြစ်ပွားရာဒေတာတွေမှာရှိရဲအချင်းထောင်တွေမှာရှိရဲအချင်းသားတွေကိုခေါ်ယူပြီးမှသူတွေဖြစ်တော့အပေးယူပေါ့နော်ဒီကြာထန်တဲ့ပြည်တံတွေကိုရှော့ပေါ့ပေးဖို့အဲဒီလိုတိုက်ပွဲတွေမှာဝင်တိုက်ခိုက်ခြင်းအဖြစ် ကြံရှိနေတဲ့ပြည်တယ်တွေကိုရှော့ဖို့ပေးမယ်ဆိုတဲ့ပုံစံမျိုးတွေအဲစစ်တပ်နဲ့ရဲကလူတွေဆိုရင်ဖန်ခံထားတဲ့ကျွန်တော်တို့အချင်းသားတွေဆိုရင်မူလရာတို့ကိုယာယီပြန်လဲပေးအပ်ပြီးမှထောင်ထဲမှာမထားတော့ဘဲနဲ့တော်လန်အဲတော်လန်ကြီးဓမ္မတွေကိုတိုက်ဖို့အတွက်စစ်ကောင်စီတပ်သားတွေပြန်လဲခေါ်ယူတုံးဆွဲတာမျိုးတွေတွေ့ရပါတယ်ဗျာလက်ရှိမှာတော့ဗမော်မြို့မှာတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီးအကျဉ်းထောင်ကိုရရှိရေး KIA နဲ့ပူးပေါင်းအဖွဲ့တွေကဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ပါရယ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဂရိနီပြည်ကကြောက်တူကြောက်သားတွေဘီကင်းလုံချိုရေးပိုင်းစိတ်ခုံမှုတွေနဲ့ရင်ဆိုင်နေရပါတယ်ဒီကြောင့်ကွန်ပျူတာကတင်ဆက်ထားပါတယ်လေရင်လာလို့ဂရိနီပြည်ကိုစစ်ကောင်စီတပ်ကလေကြောင်းကနေဆက်တိုက်ဘုံကျဲတိုက်ခိုက်မှုတွေလုပ်နေပါတယ်ဒီဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဂရိနီပြည်ကကြောင်းသားကြောက်တူတွေအတွက်ပညာတင်ကြားရမှာစိန်ခေါ်မှုတွေဖြစ်နေရတယ်လို့ဂရင်းနီပြည်လုံးဆိုင်ရာအကြောင်းသားများတက်မက KSSU ကပြောပါရယ် ဟိုလက်ရှိမှာတော့ပိတ်ထားလိုက်ပြန်ဖွင့်လိုက်ရဲ့အဲအနေထားမှာသွားနေရပါတော့ဟိုမနေ့ပိုင်းကြောင်းသွားရင်တော့မှဟိုလက်နဲ့ကြီးတန်ကြားတယ်လင်းလာတယ်ဆိုကြောင်းပြန်ပိတ်လိုက်ရတဲ့အနေထားမှာတော့ရှိတယ်အဲတချို့ကြောင်းလေးဆိုရင်တော့မှပိတ်လိုက်ရတာမျိုးလည်းရှိတယ်ပေါ့အားလည်းတကယ်အန်တီရများတယ်တကယ်ဟိုဘုံလာကျဲခံလိုက်ရတဲ့နေရာတွေဆိုရင်တော့တကယ်ပိတ်လိုက်ရတာရှိတယ်ဆိုတော့အဲမှာပညာသင်ယူနေတဲ့ကျောင်းသူကျောင်းသားလက်တခြား ဟိုဘီကင်းလုံးချောင်းရာ data လို့ပြောမှာပေါ့နော်အာတခြားနေမှာပြောင်းရွှေ့ပြီးတော့ပြင်ညာတင်ကြားနေရလည်းရှိတယ်မလ9ရက်နေ့ကလည်းဒီမော့စ်မြို့နယ်ရှိပဲချမ်းကစစ်ဘေးရှောင်စာတင်ကျောင်းတဆောင်ကိုစစ်ကောက်စီတပ်ကလေချောင်းကနေပုံကျဲတိုက်ခိုက်တာကြောင့်ထိမှန်ပျက်စီးခဲ့ရပါတယ်လက်ရှိမှာတော့ဂရင်းနီပြည်ကြားကာလာအုပ်ချုပ်ရေးကောက်စီနဲ့အရက်ဘက်အဖွဲ့အစည်းတွေပူးပေါင်းပြီးစာတင်ကျောင်းတွေမှာလေချောင်းရန်ကာကွယ်ရေးအသိပညာပေးတာတွေဘုတ်ခုချင်းတူးပေးနေတာတွေလုပ်နေပေမဲ့လည်း လုံလောက်မှုမရှိသေးဘူးလို့ KSSU ကပြောပါတယ်။ Greeny ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ထိတ်ချုပ်နေမြေတွေထဲမှာစာတင်ကျောင်းပေါင်း438ကျောင်းရှိပြီးကျောက်သူကျောက်သားဦးရေ9,866ယောက်တက်ရောက်ပညာသင်ကြားနေတယ်လို့ IEC ပညာရေးဌာနရဲ့စာရင်းတွေအရသိရပါတယ်။လက်ရှိမှာတော့ဒီကျောက်သူကျောက်သားတွေအတွက်စစ်ကောင်စီရဲ့လေကျောင်းရန်ကိုတားဆီးနိုင်တာမျိုးမရှိတယ်လို့ Greeny ပြည်ရဲ့အနေအထားအရအထူးရောက်ဆုံးနဲ့အကောင်းဆုံးလေကျောင်းရန်ကာကွယ်ရေးစနစ်က ပုတ်ခုကျင်းမဲ့ဖြစ်တယ်လို့ IEC တာဝန်ရှိသူကပြောပါတယ်။အကောင်ဆုံးကတော့ဒီဟိုပုတ်ခုကျင်းမဲ့ပေါ့နော်ပုတ်ခုကျင်းတဲ့ပညာပေးလုပ်ငန်းပါပဲ။ဒီဒီထက်လည်းကျွန်တော်မလုံနိုင်ဘူးလေနော်။အော်ဒီစီရရလည်းသူသူတို့တင်ကာနိုင်တဲ့အချင်းကြီးမရှိတော့နောက်တော့မှဒီဒီဟိုရန်သူရဲ့ဒီဟိုလက်တရဲ့အတက်အဆင်းကိုလည်းကျွန်တော်တို့လူထုကိုအချင်းကြီးဒီပြင်းကြီး အမ်ကျွန်တော်ပေးနိုင်တဲ့စနစ်ပေါ့နော်ဒါလည်းမရှိတိုင်းမလုပ်နိုင်သေးဘူးပေါ့နော်ပြီးတော့ပြီးတော့မှဆက်တဲ့ကိုညာကစနစ်စနစ်ကလည်းလွယ်တဲ့စနစ်မဟုတ်တော့ဘူးနော်အကုန်ချများလာထက်ဆိုင်ရခက်ခဲတဲ့စနစ်ဖြစ်တယ်နော်ကျွန်တော်တို့ teacher တဲ့ chain တွေကျွန်တော်လုပ်ဟိုပေးနေပို့တွေကအချက်လက်ပြင်ပေါ်ခက်တော့နော်အကြောင်းမပေါ်ကိုချင်းလုံကနေပုံမချစနစ်ဆိုစနစ်ချတ်တိဆောက်တာတွေဒီကျွန်တော်တို့ဒီ ဒီ budget ထဲကိုကျွန်တော်လည်းစဉ်းစားကြဝင်ပြီးတော့ဝင်တာတွေထွက်တာတွေပေါ့နော်အာဒီပြည်ပြည်လုံးငန်းတွေကိုအဓိကလောက်တာကထည့်မှုအကောင်ဆုံးလို့ကျွန်တော်ပြောလို့ရပါတယ်ဟုတ် Greenie ပြည်ကိုစစ်ကောက်စီတက်ကလေချောင်းကနေဘုံကျဲတိုက်ခိုင်းမှု drone တုပ်ပြီးဘုံကျဲမှုတွေအပြင်လက်နက်ကြီးနဲ့ပြစ်ခတ်တာတွေရှိတဲ့အတွက်ဘုတ်ကိုကျင်းတွေလှုပ်ထားကြဖို့တက်ဆိုင်ရာတာဝန်ရှိသူတွေကစတိုက်အတိပေးနေပါတယ်ဒီမလထဲစစ်ကောက်စီရဲ့လေတက်ကတိုက်ပွဲပြင်းထန်နေတဲ့ရှန်ဂရီနီနဲ့ဆက်မုံပြဲနဲ့ ဘောလခဲတို့အပါအဝင်တိုက်ပွဲဖြစ်ပွားခြင်းရှိတဲ့ဒီမော့ဆူမြို့နယ်အရှိဘက်ချမ်းအနောက်ဘက်ချမ်းနဲ့မော်ချီဒေသတို့ကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်တာကြောင့်အရတားထိမှန်တည်ဆုံမှုတွေလည်းရှိခဲ့ပါတယ်ဒီနေ့ရဲ့တည်င်းအစီအစဉ်ကိုဒီမှာပဲရန်နာမှာဖြစ်ပါတယ် တိုင်းသားဒေသတွေထဲကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊စာပါတွေဆက်သွယ်မိမျက်ချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျမတို့သတင်းဌာနရဲ့ဖော်ခတ်ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေ့ကြပါစေရှင်။